ရဘာသာမှာကံနဲ့ဖန်ဆင်းခြင်းဘာမှမဆိုင်တာကိုဆိုင်တဲ့ဘာမျိုးရောကြောလုပ်ပြီးမူသားလာပြောတာမရှိဘူးလားဟမ်ကံဆက်ဗုဒ္ဓဘာသာမှာဘုရားသခင်ကကံဗုဒ္ဓဘာသာမှာကံကဘုရားသခင်ကံကဘုရားသခင်เนาะ ဟုတ်လားအဲကန်ဆက်ဆီယာအဲ့လိုလည်းပြောကြတယ်ကန်ဆက်ဆီယာကန်စီမန်ယာဟုတ်လားကန်ဂျမာကတော့ဟုတ်လားမပေါင်းဖက်ပေးနိုင်တာအဲ့လိုပေါ့နော်ဘုရားသခင်ကတော့မပေါင်းဖက်ပေးတာပေါ့ဘာမှတတ်နိုင်ဘူးဘုရားသခင်စီရင်တဲ့အတိုင်းဒုသာအလုံးနာခံရတာဘုရားသခင်ကလည်းတရားကျင်ပတ်မလိုက်ဘူးเนาะပတ်မလိုက်ဘူးတရားတစ်ပြည့်စီရင်တာဟိုဖန်ဆင်းပြီးဟိုဖန်ဆင်း စီစဉ်တင်ဆက်တယ်ပေါ့ဒါအတော့ဖန်ဆင်းတယ်သူကြွေးတယ်အားလုံးရဲ့အကောင်းဆုံးအားလုံးကိုတရားအားလုံးသူပြန်စီရင်လည်းနေရာပြန်ချတယ်ဒေသောသူဝိညာဉ်ကိုလည်းနေရာပြန်ချတယ်ကံဆိုတာကံမဆိုတဲ့ပါဠိကဒါဒါပါမြန်မာလိုပြန်ရင်ကံမဆိုတာပြုမှုချင်းပြုလုပ်ချင်းလို့အဓိပ္ပာယ်ရပါတယ်ကံကလည်းပဲကိုဖြစ်ပြုသောကာယကံအမှု နှုတ်ဖြင့်ပြုသောဝစီကံအမှုစိတ်ဖြင့်ပြုသောမနောကံအမှုဆိုပြီးသုံးပါရှိပါတယ်တတဝါတိုင်းတတဝါတိုင်းဟာမိမိတို့ပြုတဲ့ဤကံသုံးပါးကြောင့်ကောင်းကျိုးဆိုးကျိုးခံစားရတာဖြစ်တယ်ကံနဲ့ဖန်ဆင်းခြင်းဘာဆိုင်လို့လဲကံနဲ့ဖန်ဆင်းခြင်းဘာမှမဆိုင်တာကိုဆိုင်တဲ့သဘောမျိုးရောကြော်လုပ်ပြီးမူသားလာပြောတာမရှက်ဘူးလားဟမ်တက္ကတော်တို့ရဲ့တန်မာကျမ်းစာတုတ်တန်ကျမ်းအခန်းကြီး၁၂အခန်းငယ်၂၂မှာ ဘုရားသုံးသောနှုတ်ခမ်းသည်ထာဝရဘုရားဆက်ဆုပ်ရွံရှာတော်မူပွဲဖြစ်၏။တစ္ဆာတရားကိုစောင့်ရှောက်တော်သူတို့မူကားနှစ်လိုတော်မူပွဲဖြစ်ကြ၏လို့ဆိုထားတယ်နော်။ကျမ်းစာကဘုရားမပြောဖို့တားမြစ်ထားပါရဲ့နဲ့။ဘာကြောင့်ဘုရားလာပြောတာလဲ။ကျမ်းစာရဲ့အဆုံးအမကိုမလိုက်နာတာလား။ဟင်။တက္ကတော်တို့ဘာသာတက္ကတော်တို့သာသနာတိုးတက်ဖို့အတွက်ကြိုက်တဲ့နီးကြိုက်တဲ့ဟန်နဲ့တက္ကတော်တို့လွတ်လွတ်လပ်လပ်သာသနာပြုပါဦးဇင်းတို့စိတ်မဝင်စားပါဘူးเนาะ ဗုဒ္ဓဘာသာကိုမှီပြီးတော့လိုကျင်တဲ့အတုံးနှုံးတွေသုံးပြီးသာသနာလာမပြုတ်ပါနဲ့အဲ့ဒါဆိုရင်တော့ဦးစင်းတို့ပြောတဲ့ကပြောရပါလိမ့်မယ်နော်အဲ့ဒီမိကွန်းလေးတစ်ခုမေးချင်တာပါဒီနာမည်ကြီးဖုံဖုံတပါပေါ့လိုင်းပေါ်မှာအရန်နာမည်ကြီးနေတဲ့ဖုံဖုံတပါပြောပြထားတာပေါ့နာမည်တော့ကျွန်မမပေါ်ပြချင်ပါဘူးပွဲချရတဲ့ထင်ပါဆိုလို့သိချင်တယ်ဆိုရင်တော့လေအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်မချက်ဘောက်ကနေလာတောင်းပါကျွန်မပေးပါမယ်နော်အဲဗီဒီယိုဖိုင်မှာမတင်ဘူးဆိုတာ လူတရားဒီဖုံမုံတစ်ပါးနဲ့မညှိကျင်လို့ရယ်ပြီးတော့ပြဿနာမလို့အဘဲနဲ့ပို့ပြီးပြဿနာကြီးနေမှာဆိုလို့ရယ်ကြောင်းဟုတ်ဒါပေမဲ့လေကိုမသိကျင်တဲ့အကြောင်းအရာကိုတော့မေးသင့်တယ်လို့ထင်တယ်လीနော်။သွားမေးရင်လည်းချိန်မဲ့ပုံမပေါ်ဘူး။သွားဘာကြီးလဲဘာညာဆိုဖြစ်နေအောင်ပဲ။ကျွန်မအဲထဲမှာပေါ့နော်ဖုံမုံပြောတဲ့အဲထဲမှာဒီကာလာမတုတ်ကဗုဒ္ဓဘာသာဝင်ဤအတွက် ဟောပြပေးတယ်တော့မဟုတ်ဘူးမြတ်စွာဘုရားရှင်ကမြတ်စွာဘုရားရှင်ကဒီကာလာမတုတ်ကိုဟောတာဟာဒီတခြားသောဘာသာဝင်တွေအတွက်သိအောင်ဟောပေးတဲ့တော့လို့ဆိုထားတာဟုတ်နော်အဲ့တော့မြတ်စွာဘုရားရှင်ဒီဂေါတမမြတ်စွာဘုရားရှင်ဟာဒီပရိသတ်တွေပို့ကိုဘာသာကိုဘာသာသူ့ဘာသာခွဲပြီးတော့တရားဟောတတ်လေရှိတာလားဒီဘာသာဝင်တွေအတွက်ဆိုရင်တမျိုးဟောမယ်။ဟိုဘာသာဝင်တွေအတွက်ဆိုရင်တီးသန့်တမျိုးဟောပေးတဲ့မြတ်စွာဘုရားရှင်မျိုးလားပေါ့နော်။အဲ့ဒါလေးကလည်း မမြတာဘူးလို့ထင်လို့မေးကြည့်တာဒီလိုမျိုးခွဲခြားပြီးတော့ဟောတယ်ဖရာလားပေါ့အဲ့လိုသိချင်တာအဲ့တော့ဖြေပေးပါအောင်လို့စာတက်ပေးတဲ့ပုံကိုယ်လေးလည်းရှိအောင်ပါတကယ်ပရိကတ်တက်တဲ့ဘုံဘုံတွေလည်းထက်ရှိအောင်ပါအဲ့တော့တဦးတယောက်တည်းရဲ့အဲဟိုဆိုလိုရင်းနဲ့မဟုတ်ဘဲနဲ့အများကြီးရဲ့ဆိုလိုရင်းအောင်မဖြစ်ပါမလဲဆိုတာလေးလည်းဖြေပေးကြပါအောင်လို့ပြောတာအဲ့တော့ကာလမတုတ်ကဒါကိုယ်လေးနဲ့မဆက်ဆိုင်တဲ့တုတ်ပါပေါ့နော်ဘုရားဘာသာတွေကမတုံးသင့်တဲ့မယူသုံးသင့်တဲ့အဲမှာပါတာလားပေါ့ ဟာသိကြလားကာလာမတို့ရဲ့အတိတ်တွေကိုဖုံဖုံရှင်းပြတာ အမျိုးသမီးတယောက်ကဖယားကသူ့ဘာသာငါဘာသာခွဲခြားပြီးတော့တရားဟောသလားလို့မေးခွန်းထုတ်နေပါတယ်ဖြေးပေးပါဖုံဖုံတဲ့ချက်ပေါက်ကလာဖို့ထားကြလို့ဦးစင်းလဲမြင်ပါတယ်နော်ဖြေးပေးပါအောင်ပြောလို့နည်းနည်းဖြေးပေးလိုက်ပါမယ်အဲ့ဒီကာလာမတုတ်မှာရှိတဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်တုန်းက ဘာသာခြားတွေဖြစ်တယ်ဆိုတာကိုကာလာမတုတ်ကိုဖတ်ဖို့တဲ့လူတိုင်းသိတယ်နော်အဲ့ဒီဘာသာခြားဖြစ်တဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်မှာတိတိဆရာကြီးတွေကတယောက်တမျိုးဟောတဲ့တရားကိုညာချရပြီးတော့အမှားအမှန်မခွဲခြားနိုင်ပဲနဲ့တုံ့နှိပါဝေဖြစ်နေကြပါတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကြွရောက်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေရဲ့ရှုထောင့်ကနေဟောနေကြအတိုင်းမဟောပဲနဲ့ ကာလာမတွေရဲ့ရှူတောင်းကနေကာလာမတွေနားလေနိုင်လောက်တဲ့အချက်ဆက်ချက်နဲ့ဟောပါတယ်။အဲ့ဒီထဲမှာမာပိတ္တကတံပရာနေနာဆိုတာပါပါတယ်။အဘိဓေကကျမ်းဂန်ကပြောတိုင်းလဲမယုံနဲ့တဲ့နော်။ပိတိချာချာနားထောင်ပါမာပိတ္တကတံပရာနေနာပိတ္တကလို့ပြောပါတယ်ပိတ္တကလို့မပြောပါဘူးနော်။ပိတ္တကဆိုတာကျမ်းဂန်ဘုရင့်ရဲ့ကျမ်းဂန်ကိုပြောတာလေကာလာမတွေရဲ့ကျမ်းဂန်ကိုပြောတာ ပိဋကဆိုတာကတော့မြတ်စွာဘုရားဤကျမ်းဂန်မာပိဋကတမ္ပရာနေနလို့သုံးထားတာကိုကြည်တော်အားဖြင့်ကာလာမတွေရဲ့ကျမ်းဂန်ကိုရှင်ညွန်ပြီးဟောတယ်ဆိုတာထင်ရှားတယ်နော်အဲ့ဒါကိုနားမလဲပဲနဲ့ဗုဒ္ဓဘာသာဝင်တချို့ကကိုရှုတောင်းကနေကြည့်ပြီးတော့ငါဘုရားပြောတိုင်းလဲမယုံပါနဲ့ဆိုပြီးအထိပ္ပယ်ဖွင့်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင်တချို့ဟာဘုရားအပေါ်မှာတန်တရားဝင်သွားကြပါတယ်ဒါကြောင့်ကာလာမတုတ်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ရှုထောင့်ကကြည့်ရမှာမဟုတ်ဘူးလို့ပြောတာဗုဒ္ဓဘာသာဝင်တွေမှတ်မှတ်သိမ့်ဘူးမလိလာသိမ့်ဘူးလို့ပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့တရားတော်တွေဟာတတဝါအလုံးနဲ့သက်ဆိုင်ပါတယ်တတဝါအလုံးနဲ့သက်ဆိုင်တာမှန်ပင်မဲ့တကယ်တမ်းကျင့်ရတော့မယ်ဆိုရင်မိမိရဲ့အကျင့်စရိုက်နဲ့ကိုက်ညီတဲ့တရားကိုရှာပြီးကျင့်ရပါတယ်မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲပုဂ္ဂိုလ်ရဲ့စရိုက်နဲ့ကိုက်ညီတဲ့တရားကိုပဲရွေးချယ်ပြီးဟောပါတယ်နော် ဥပမာဖေးယုံစေကန်းကိုကြည့်လိုက်ပါဖေးယုံစေကန်းဒီလူနာတိုင်းနဲ့ဆိုင်ပါတယ်ဖေးယုံစေကန်းဟာလူနာတိုင်းနဲ့ဆိုင်တာမှန်တယ်နဲ့ဖေးယုံစေကန်းကိုရောက်လာတဲ့လူနာတိုင်းကိုဖေးတမျိုးတည်းမပေးပါဘူးသူတို့နဲ့တိုက်နေတဲ့ဖေးကိုပဲပေးပါတယ်အဲ့ဒီဥပမာတိုင်းပါပဲတရားဟာတတဝတိုင်းနဲ့ဆိုင်တာမှန်ပေမဲ့သူတို့နဲ့တိုက်နေတဲ့တရားကိုရှာဖွေပြီးတော့လေ့လာကျင့်သုံးရပါတယ်တရားကတော့အလုံးနဲ့ဆိုင်ပါတယ်နော် ဒီလောက်ဆိုရင်နားလေလောက်မယ်လို့ထင်ပါတယ်နော်မြတ်စွာဘုရားဒီမြန်မာနိုင်ငံကိုကြွပူးပါသလားဆရာတော်တဲ့ပါဠိတော်အထာကထာတိကာတွေမှာတော့မြတ်စွာဘုရားမြန်မာနိုင်ငံကိုကြွကြောင်းဖော်ပြမှာထားဘူးနော်သို့တော်လည်းပဲအရှင်မဟာပုဏ္ဏမထေရဲ့ပြင်ဖိတ်မှုကြောင့်မြတ်စွာဘုရားဒီသူနာပရန္တအတိုင်းဝါနိဇရွာတို့ကြွပူးကြောင်းဥပရိပါဏတာပါဠိတော်မှာဆိုထားပါတယ် အဲ့ဒီဥပရိပါဏာပပါဠိတော်မှာဆိုထားတဲ့သုနာပရန္တတိုင်းဟာယနေ့မြန်မာနိုင်ငံဤသခိုင်းအရက်ဖြစ်တယ်လို့မြန်မာစာတမ်းတွေကဆိုပါတယ်။ဒါကြောင့်မြန်မာစာတမ်းတွေရဲ့အဆိုအရပြောရမယ်ဆိုရင်တော့ကက်ဆွာဖရားသည်မြန်မာနိုင်ငံကိုကြွားဘူးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကစာပေသဘောနဲ့ပြောတာပါ။ဒီနေရာမှာသိထားရမှာကစာပေမှာပါတီဖြစ်စေမပါတီဖြစ်စေကက်ဆွာဖရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့် ချေချွရမယ့်တတဝါရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ်။ဒါကိုတော့အသိထားဖို့လိုပါတယ်နော်။ပါရာဇိကရဲ့အနတ်အဓိပ္ပာယ်ဖွင့်ပေးတော်မူပါဖရာတဲ့။ပါရာဇိကကိုပုတ်ခွဲရင်ပါရာကတပုတ်ဇိကတပုတ်တကတပုတ်ဖြစ်ပါတယ်။ဇိဆိုတာကအောင်မြင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ပါရာနဲ့တွဲရင်ပါရာဇိဆုံးရှုံးခြင်းလို့အဓိပ္ပာယ်ရပါတယ်။တနဲ့တွဲရင်ပါရာဇိတပါရာဇိက ဆုံးရှုံးစေတတ်သောအာဘတ်လို့အဓိပ္ပာယ်ရပါတယ်။ဘယ်ကနေဆုံးရှုံးစေတတ်တာလဲဆိုရင်သာသနာတော်ကနေယဟန်ဘဝကိုဆုံးရှုံးစေတာပါ။ဒါဟာပါရာဇိကဤအနတ်အဓိပ္ပာယ်ပဲဖြစ်ပါတယ်။